မင်္ဂလာပါရှင် Fan White Channel ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မျှဝေပေးခြင်းနဲ့အကြောင်းအရာတွေကတော့ GAB နီးစနစ်တွေဖြစ်တဲ့ဆောင်ရွက်ကျင့်သုံးမှုများကို ပြန်လည်သုံးသပ်ခြင်းတကူရည်တန့်ရှင်ခြင်းနဲ့လောက်သားများဘဝတာယာဝပြောရေးအကြောင်းအရာတို့ပဲဖြစ်ပါတယ်ရှင်ထုတ်လုပ်သူများအနေနဲ့မိမိတို့ကျင့်သုံးနေတဲ့နီးလန်းတွေကမှန်ကန်နေကြတေချာစီဖို့အတွက် လုပ်ငန်းများအားလုံးကို အနည်းဆုံးတစ်နှစ်တစ်ချိန်ပြန်လည်စစ်ဆေးရပါမယ်။တိုင်ကြားချက်တွေရှိလာမယ်ဆိုရင်မိမိကိုယ်တိုင်ဖြည့်ရှင်းဆောင်ရွက်ရမှာဖြစ်ပြီးဆောင်ရွက်ချက်တွေကိုမှတ်တမ်းတင်ထိန်းသိမ်းထားရှိရပါမယ်။မှတ်တမ်းတွေကို စနစ်တကျထားရှိခြင်းဖြင့်မိမိစိုက်ပျိုးထုတ်လုပ်လိုက်တဲ့တည်နှံတွေကိုဈေးကွက်မှာယုံကြည်မှုရှိရှိနဲ့ရောင်းချနိုင်မှာဖြစ်ပါရဲ့ရှင်။ နောက်ဆုံးတစ်ချက်အနေနဲ့ဒဂိုရီတန်ရှင်းခြင်းနဲ့လောက်သားများဘဝတာယာဝါပြောရေးအကြောင်းကိုဆက်လက်ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။လုပ်ငန်းခွင်မှာရှိတဲ့တိတာထင်ရှားတဲ့နေရာတွေမှာတကူရေးတန်ရှင်းရေးနဲ့ပတ်သက်တဲ့ညွှန်ကြားချက်တွေကိုလုံသားများသိရှိအောင် ဖြန့်ဝေပြသပေးထားရပါမယ်။မိန်လာရေးနဲ့ဆွန့်ပစ်အညစ်အကြေးရေးများကိုလည်းအနေရမရှိအောင်ဂရုတစိုက်ဆွန့်ပစ်ရပါမယ်။လုံသားများကျန်းမာရေးနဲ့ လူမှုဘဝတာယာဝါပြောရေးကို အလေးထားဆောင်ရွက်ပေးရပါမယ်။ GAP စိုက်ပျိုးခြင်းနဲ့ပတ်သက်တဲ့ဗဟုသုတတွေကို အဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ဆိုင်ပြိုးရေးဆိုင်ရာအလေးအကျင့်ကောင်းများကို သိရှိနားလည်ပြီးလိုက်နာဆောင်ရွက်ခြင်းအဖြစ်တောင်သူဦးကြီးများဘဝကျန်းမာဖွံ့ဖြိုးပြီးဝင်ငွေတိုးစေဖို့စုမုံကောင်းများတောင်းလိုက်ရပါတယ်ရှင်။